ိုးပြီးမှာမင်္ဂလာပါခေတ်သစ်ຫນွေဦးမီဒီယာမှာသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးမြန်မာစစ်တပ်၏အကြောင်းပြရွေးကောက်ပွဲကိုရှုံချရန်မြန်မာအရေးအထူးကိုယ်စားလှယ်ခန့်အပ်ရန်နှင့်မြန်မာပြည်သူများ၏ဒီမိုကရေစီလှုပ်ရှားမှုများကိုပံ့ပိုးရန်အမေရိကန်လွှတ်တော်အမတ်လေးဦးကတမရထွန်းဆိုရထံသို့တောင်းဆိုဆွဲသတင်းကိုတင်ဆက်ပေးမှဖြစ်ပါတယ်။မြန်မာစစ်တပ်၏ရွေးကောက်ပွဲကိုရှုံချရန် မြန်မာအရေးအတွက်အမေရိကန်အထူးကိုယ်စားလှယ်ခန့်အပ်ရန်နှင့်မြန်မာဒီမိုကရေစီလှုပ်ရှားမှုများကိုပံ့ပိုးရန်အမေရိကန်လွှတ်တော်အမတ်၄ဦးကတမနာထွတ်အစိုးရထံသို့တောင်းဆိုလိုက်ပါတယ်။နိုဝင်ဘာလ20ရက်နေ့အမေရိကန်အောက်လွှတ်တော် နိုင်ငံသားရေးရာအရှိအာရှနဲ့ Pacific Set Committee ၏အစည်းအမြင်အဖွဲ့ဝင်နှင့်ဥက္ကဋ္ဌများဖြစ်ကြသည့်လွှတ်တော်အမတ်ဒေါက်တာ MEB ယံလွှတ်တော်အမတ်ရန်ကင်း တောင်အာဆာနဲ့အလင်းအာဆာဆက်ကော်မတီ၏အစည်းအမြစ်အဖွဲ့ဝင်နေဥက္ကဋ္ဌများတို့ကနိုဝင်ဘာလ16ရက်နေ့မြန်မာအရေးအကျပ်တင်းနဲ့ပတ်သက်သည့်ပူရဲဆက်ကော်မတီဌာနဝင်အပြင်ထို့သို့အမေရိကန်အစိုးရထံသို့ညင်ညာချက်ထုတ်ပြန်တော်ဆိုလန်းခြင်းဖြစ်ပါသည်မနေ့ကပြုလုပ်တဲ့နှစ်ပါတီပူရဲကြနာပွဲဟာလွှတ်တော်အမတ်တွေအနေနဲ့မြန်မာပြည်သူတွေရဲ့လွတ်လပ်ရေးနဲ့ဒီမိုကရေစီအတွက်စူးစမ်းရုံးကံမှုကိုထောက်ခံအားပေးရမှာစီလုံးညီညွတ်ကြကြောင်းပြသလိုက်ပါတယ်ဟုအမေရိကန်လွှတ်တော်အမတ်များကဆိုပါတယ် မြန်မာနိုင်ငံ၏စစ်တပ်ကပြုလုပ်မိရွေးကောက်ပွဲကိုအမေရိကန်အစိုးရကရှုံချရန်နှင့်အမေရိကန်အစိုးရ၏မြန်မာအရေးအထူးကိုယ်စားလှယ်ခံအရေးကိုလည်းလွှတ်တော်အမတ်များကတောင်းဆိုလိုက်ကြပါသည်မြန်မာနိုင်ငံအတွင်းငြိမ်းချမ်းပြီးဒီမိုကရေစီကျတဲ့အနာဂတ်ကိုပံ့ပိုးကူညီနိုင်ဖို့အနာသိအဖွဲ့ရဲ့လာမယ့်အကြောင်းပြရွေးကောက်ပွဲတွေကိုအများပြည်သူရှေ့မှာမှရှုံချဖို့နဲ့အကြေတဲကိုကိုင်းတွေဖြစ်စင်ရမှာအမေရိကန်ရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုဥဆောင်ဖို့အတွက်မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နဲ့ မူဝါဒညှိနှိုင်းရေးမှုတအူးကိုခန့်အပ်ဖို့အတွက် ကျွန်တော်တို့ဟာအစိုးရဖွဲ့ကိုတိုက်တွန်းလိုပါတယ်လို့လွှတ်တော်အမတ်ကပူရဲကြေညာချက်မှတောင်းဆိုထားပါတယ်။ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီးဘင်္ဂလားဒေ့နိုင်ငံနဲ့အတူအခြားနိုင်ငံများပူးပေါင်းဆောင်ရွက်ကြရန်ဒီမိုကရေစီအရေးအတွက်ရုံးကန်နေရသည့်မြန်မာပြည်သူများအလုံးနဲ့အတူအမေရိကန်ကရက်တီချောင်းလွှတ်တော်အမတ်များ၏ပူရဲကြေညာချက်မှဖော်ပြထားပါတယ်။နိုင်ငံတကာတိုင်ဝင်အနေနဲ့လည်း မြန်မာနိုင်ငံရှိလူမျိုးတုံးတပ်ဖြတ်မှုနှင့်ပြည်တွင်းစစ်ကြောင်ဖြစ်ပေါ်လာတဲ့ဒုက္ခတဲ့အခြေအခင်ပေါ်တုံ့ပြန်မှုများကိုရရှိသိတတ်စေဖို့နဲ့ပုံမှုတိုးတက်ကောင်းမွန်စေဖို့လူဟင်းစာတွေကိုကြည်ပြူစွာလက်ခံထားတဲ့ပင်လာတီနဲ့အခြားနိုင်ငံတွေနဲ့ပူးပေါင်းပြီးလှုံ့ဆော်ရပါမယ်။လွတ်လပ်မှုဂုဏ်သိက္ခာနဲ့ဒီမိုကရေစီအနာဂတ်ကိုရှာဖွေနေတဲ့မြန်မာပြည်သူအလုံးနဲ့အမေရိကန်ဟာဆက်လက်ရည်တည်သွားရပါမယ်လို့လွှတ်တော်အမတ်လေးဦးကြီးညညာချမ်းမှရေးသားထားပါတယ်ရှင်။ ဆက်လက်ပြီးစကိုင်းတိုင်းအတွင်းစည်ရေးဆုံးနေမှုများအတွက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တန်းမှုဖော်မှုချုပ်မျိုးမင်းထွေးကိုစစ်တန်းကခေါ်ယူမေးမြန်းစစ်ဆေးနေစွာတင်ပြတင်ဆက်ပေးမှာဖြစ်ပါတယ်။စကန်တိုင်းအတွင်းစည်ရေးဆုံးနေမှုများအတွက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုပုံမှုချုပ်မျိုးမင်းထွေးကိုစစ်တကားခေါ်ယူမင်းမြန်စစ်ဆင်နေကြောင်းစစ်ဘက်တရင်ရှင်မြင့်နဲ့စီရီယံပူကြီးစင်ရွာကပြောဆိုပါတယ် စနေမလာ20ရက်နေ့စကန်းတိုင်းဗမာမျိုးကုန်တော်လရင်တံများကတိတ်မိုက်သွားခြင်းစကန်းတိုင်းအတွင်းထိုးစစ်စနေသည့်စစ်ကြောင်းများကြားဖြတ်တိုက်ခိုက်ခံရပြီးချိန်မွန်းခံရခြင်းအပါအဝင်စီရေးဆုံးနေမှုများကြောင့်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တန်းမှုပုံမှုချုပ်မျိုးမင်းထွေကုန်စစ်တကားခေါ်ယူမေးမြန်းစုံစမ်းစစ်ဆေးမှုများလှုံ့ဆော်နေကြောင်းဒို့ရမှာစစ်တကားပုံမှုချုပ်မျိုးမင်းထွေကုန်အာဂရိမှုဖြင့်ဖန်ဆစ်စစ်ဆေးနေသည့်ဆိုသည့်တရင်များကိုလည်းစစ်တကားကိုယ်တိုင်ဖြန့်ဝေလျက်ရှိကြောင်းသိရပါသည် တို့ရမှာစတက်ကန်ဘုံမှုကျုံမျိုးမင်းထွေကိုအာဂရီမှုဖြင့်ဖန်ဆစ်စစ်စဲနေသည့်ဆိုသည့်တဲ့င်းများကိုလည်းစတက်ကန်ကိုယ်တိုင်ဖြန့်လျက်ရှိကြောင်းသိရပါသည်။ ကမလူမစစ်ကြောင်းလိုက်ပြုတ်ပြီးစစ်ဆုံးခဲ့တဲ့ကိစ္စတွေဗမာကိုမထင်မဖက်နဲ့လက်လွတ်လိုက်ရတာအဲ့ဒီလိုအမှုမျိုးတွေတော်လရင်အင်အားစုတွေနဲ့ဆက်နွယ်တဲ့အမှုကြောင့်သာဒီလိုစစ်ဆင်နေတဲ့အနေအထားမျိုးဖြစ်မိအာဂရီမှုလောင်နဲ့အရေးယူခံရနိုင်ပွဲမရှိပါဘူးဒါကကြာကအောင်ကောင်းစင်တက်လိုက်တာဖြစ်မိသူကရန်သူနဲ့ပတ်သက်တယ်ဆိုတဲ့အမှုမျိုးနဲ့တောင်အရေးယူခံရတဲ့အနေအထားမျိုးလို့သုံးသပ်ရပါတယ်အရေးယူမယ်ဆိုရင်တော့တင်ကြားပေါင်းပုံမှန်33တရှိုးမှုနဲ့အစွဲခံရဖို့များတယ်ပုံမှန်33ဆိုတာသေးတယ်မင်း ရန်သူနဲ့ပတ်သက်ပြီးတရှုံလုံးတဲ့အမှုပုံဒီအမှုနဲ့ပဲဖြစ်ဖို့များလောင်မင်းအကြိမှုနဲ့ဆိုရင်တော့အကုန်လုံးမင်းပုံမှန်33တဆိုးမှုပုံမှန်36စစ်ပုံကံမှုအဲ့ဓာရီနဲ့ပဲဆွဲမဲ့အနေအထားမျိုးဖြစ်ပါတယ်လို့စီရီယံပိုကြီးစင်ဟောကပြောကြားပါတယ်။စစ်ဘက်တရင်ရှင်မြေကအနောက်မြောက်တိုင်းစစ်ဌာနချုပ်တန်းမှုပုံမှုကြော်မျိုးမင်းထွေကုံနိုဝင်ဘာလ10ရက်နေ့ဥပိုင်အမြတ်ငွေများလွှဲပြောင်းပေးရပွဲအခမ်းအနားမှာနောက်ဆုံးတွေ့မြင်ရပြီးရင်းနောက်လူမြင်ကွင်းမှာပြောက်ကွဲပြီးအခမ်းအနားများမှာလုံးဝမတွေ့ရတော့ကြောင်း တိုင်မှုနေရာပြောင်းလဲဖြစ်သည်ဟုမသိရပေလက်ရှိတိုင်မှုမှာလည်းပြောင်းဆုံနေကြပြောဆိုပါတယ်တိုင်မှုအသေးရောက်လာတာမတွေ့ရသေးဘူးလက်ရှိနာမခတိုင်မှုပုံမှုကြုံမျိုးမင်းထွေးလင်းလူမြင်ကွင်းမှာမတွေ့ရတော့ဘူးလို့စစ်ဘက်သတင်းရှင်မြစ်ကပြောဆိုပါတယ်အနာမြတ်တိုင်စစ်တာနာချုပ်တိုင်းမူပုံမှုချုပ်မျိုးမင်းထွေသည်အလုတ်တင်ဘိုးဒေသ26မှဖြစ်ပြီးတမတ်စတေလောက်ကန်ဒေသကုကဲမှုစစ်ဌာနချုပ်ကြောင်မဲအမတ်တင်စစ်စင်ရေးကုကဲမှုစစ်ဌာနချုပ်တို့မှတမတ်မှုတာဝန်ယူခဲ့ပါတယ် 2024ခုနှစ်ဩဂုတ်လ3ရက်နေ့ကိုကန်တက် MNDAA နဲ့ပူးပေါင်းတက်များကအရှင်းမြောက်တိုင်းစစ်ဌာနချုပ်ရမခစီတီလာရှိုးကုံတင်းယူစင်တိုင်းမှုပုံမှုချုပ်ဆိုတင်တိုင်းစစ်ဦးစီးချုပ်ပုံမှုချုပ်တက်ထင်ဆိုတို့နဲ့အတူပုံမှုချုပ်မျိုးမင်းထွေးတို့ကလည်းကိုကန် MNDAA တက်ထံမှလက်နက်ချအညာခံခဲ့ပါတယ်2024ခုနှစ်ဒီဇင်ဘာလ16ရက်နေ့လာရှိုတိုက်ပွဲမှာလက်နက်ချအညက်ခံခဲ့သည့်ပုံမှုကျော်မျိုးမင်းထွေးကိုမြန်မာနိုင်ငံအနာမြောက်တိုင်းစစ်သားနာချုပ်တိုင်မှုရဲ့ဖြင့်ခံရခဲ့ပါတယ်ရှင်။